ျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ESM Knowledge Channel ကနေကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့เนาะကျွန်တော်ရဲ့တငယ်ချင်းနေခဏခဏတောင်းဆိုထားတဲ့ဒီ DC တွဲဖို့ကနေ AC 220ဖို့เนาะပြောင်းတဲ့ inverter circuit လေးပေါ့เนาะ inverter ကိုကျွန်တော်တို့အဲဝယ်ဖို့အဆင်မပြေသေးရင်ဒီလိုလေးကိုယ်တိုင်လုပ်ပြီးတော့သုံးပြလို့ရပါတယ်လို့เนาะအဲဒါကြောင့်မို့ဒီဗီဒီယိုလေးကိုကျွန်တော်ညှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကနေပြီးတော့ เนาะကျွန်တော်ရဲ့ပရိသတ်တွေအတွက်เนาะအကျိုးရှိစေမဲ့အကြောင်းအရာလေးတွေ electronics project လေးတွေပေါ့ဗျာเนาะနောက်တစ်ခါနာနေခင်းတိုင်းမှာလည်းမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတော်တွေကိုနေ့စဉ်မျှဝေပေးနေတာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်ဒီ channel လေးကို subscribe မလုပ်ရသေးရင်တကယ်ချင်းနေ subscribe လေးတွေလုပ်ပြီးတော့အားပေးလို့ရပါတယ်လို့เนาะတကယ်လို့တခြားသူတွေလည်းကြည့်လို့ရအောင် share လို့ရရင်လည်း share ပေးလို့ရပါတယ်ခင်ဗျာကဲ inverter လုံးကြီးလေးကြည့်ရအောင်ဗျာเนาะ အဲ့လို inverter လေးတစ်ခုစောင့်မယ်ဆိုရင်ကျွန်တော်တို့ဒီ IRF 44ပေါ့နော် MOS FET လေးနှလုံးလိုမှာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ heat sink ပေါ့နော်ဒီ FET လေးတွေအပူသက်သာအောင်လို့ကျွန်တော်တို့ဒီအပူခံခေါ်မှာပေါ့နော် heat sink လေးတွေနှစ်ခုလိုမှာဖြစ်ပါတယ်နောက်တစ်ခါဒီ heat sink နဲ့ FET တွဲဖို့ပေါ့နော်ဒီ nut ကလေးတွေပေါ့နော် nut ကလေးနှလုံးပေါ့ဗျာများများဆားဆားပစ္စည်းရကျွန်တော်တို့များများဆားဆားမပါဘူးစက်ကက်ကလည်း အင်မတန်မှရိုးရှင်းလွယ်ကူတယ်เนาะဝါသနာပါတဲ့သူတိုင်းလှုပ်ကြည့်လို့ရပါတယ်ဗျာเนาะဒါကကျွန်တော်တို့ဒီ IC နဲ့ FED ပေါ့ဗျာเนาะ FED နဲ့ heat sink လေးတွေကိုကျွန်တော်ဒါနက်ကလေးတွေနဲ့ join ကြည့်ရပါเนาะအဲ့ဒီဘုံဆန်လေးရမှာဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော်မီနီကတ်ပါเนาะအရင်တစ်ခါတုန်းကကျွန်တော်ဒီအတန်ချက်ဆက်လေးကပို့ရဲ့เนาะအပိုင်းလေး ကျဲစက်ကက်ပြားလေးပေါ့ရောနော်စက်ကက်ပြားလေးကလည်းကျွန်တော်တဝက်စာလောက်ဆိုရင်ကိုလုတ်လို့ရပြီနော်အများကြီးမလိုပါဘူးရောနော်ကျွန်တော်ဟီးဆင်လေးကိုဒီစက်ကက်ပြားပေါ်မှာနေရာချဖို့ရတယ်နော်ဟီးဆင်ငုတ်ကလေးတွေတွဲဖို့အတွက်ကျွန်တော်ပေါက်လေးတွေနော်ဒီွားလေးနဲ့ပေါ့ရောနော်ကျွန်တော်တို့ဒီမီနီကတ်ခေါ်ပါပေါ့နော်ဒီစက်ကက်ပြားမပါဘဲနဲ့လဲဆင်လို့ရတယ်ကျွန်တော်ကရေရှည်လေးလဲခိုင်အောင်ပေါ့နော် အလွယ်တကူမပြက်စီးအောင်လို့ဒီတစ်ခါတော့ကျွန်တော်ကဒီဆက်ကက်ပြားလေးနဲ့နော်ဆင်ပြီးတော့ပြမှာဖြစ်ပါတယ်။နောက်ကြရင်လည်းကျွန်တော်ကဒါလေးလိုအပ်တဲ့အခါတိုင်းသုံးလို့ရအောင်ပေါ့နော်။ဒါလေးကိုပြန်မဖြတ်တော့ဘူးပေါ့ဗျာနော်။အဲဒါကြောင့်မို့ကျွန်တော်ခိုင်ခိုင်ခန့်ခန့်လေးဖြတ်အောင်လို့ဒီမီနီကတ်လေးနဲ့ဆင်လိုက်တာပေါ့နော်။ဒီမီနီကတ်မပါဘဲနဲ့လည်းဒီတိုင်းလည်းဆင်လို့ရတယ်နော်။โอเคဒါကတ်ကလေးကိုပေါက်ဖောက်ပြီးတော့ဒါဟိတ်ဆန့်လေးတွေနေရာချလိုက်တာပါเนาะ ဒီစံလေးနေရာချလိုက်ပြီဒီပုံစံလေးရမှာပါနော်ပြီးရင်ကျွန်တော်တို့ဒီ hit set နှစ်ခုကနေပြီးတော့ FET နှလုံးဟိုဘက်ဒီဘက်ထိလို့မရဘူးပေါ့နော် short ဖြတ်မှာဆိုလို့အလဲမှာကျွန်တော်တို့ဒီ hit set နှစ်ခုခြားကနော်ဒီ connection ဖြတ်နေတဲ့ဒီ G line လေးပေါ့နော် G ပြား line လေးကိုကျွန်တော်ဖြတ်ထုတ်มาဖြတ်ပါတယ်နော်အဲ့နှစ်ခုကပူးလို့ ် FAD နှစ်ခုကပူးလို့မရအောင်နော်အဲ့လိုလေး तू ကခဲလေးပူအောင်လေးကြွေးပြီးရင်ဒါဓာလေးနဲ့ခွာထုတ်လိုက်ရင်ဒါ over line over line ပေါ့ဗျာနော် FAD နှလုံးကို line jaw ဖြတ်လိုက်တာပေါ့နော်အဲ့ဒီလိုလေးပေါ့ဗျာနော်အဲ့အဲ့နှစ်ခုကပူးလို့မရပါဘူးနော်အဲ့ဒီပုံစံလေးရပါပါပြီနော်ရပြီးရင်ကျွန်တော် FAD လေးတွေတက်ပါပြီနော် FAD က IRF 744ပါနော်744နှလုံးပါဗျာနော် နှလုံးလိုမှာဖြစ်ပါတယ်အဲ့ကြတော့စကစ်စင်တဲ့အခါမှာကျွန်တော် ပြောရတာလွယ်အောင်လဝဲဘက်ကဟာကိုကျွန်တော် FET number 1ပေါ့နော်လက်ရဘက်ကဟာကို FET number 2ဆိုပြီးတော့အဲ့လိုလေးနာမည်ပေးလိုက်ပါမယ်ကြနော်ကဲနာနကလေးတွေပြန်ပြီးတော့ကြက်လိုက်ပါပြီနော်နေရာချတာပေါ့ကြနော်ကျွန်တော်ဒီ heat set နဲ့တွဲပြီးမှနေရာချတော့ကြတော့တိတ်အဆင်မပြေဘူးပေါ့နော်ဒီတိုင်းလေး ဖိဆက်ကိုအရင်နေရာချတယ်ပြီးတော့မှဒါ NC လေးတွေတက်လိုက်တာကပို့ပြီးတော့နော်လွယ်ကူပါတယ်ဒီမှာဆိုရင် pin number 1က gate အလဲက pin number 2က drain ညာဘက်ဆုံးဆုံးက pin number 3က source ဖြစ်ပါတယ်နော် gate drain source ဖြစ်ပါတယ်ကဲ IC လေးတွေ FED လေးပေါ့ဗျာနော် FED လေးတွေနေရာချပြီးဆိုတော့ခဲစတို့ပါမယ်နော်ခဲတို့ရခါမှာလဲကျွန်တော်တို့ဒီတို့ကျင်တဲ့နေရာကိုပေါ့เนาะ ခဲလေးရလည်းထိထားမယ်ပြီးရင်မှခဲကောက်လေးရလိုက်ထိလိုက်မှာနော်မခဲကောက်ကိုခဲတွေကျွေးပြီးတော့မှသွားတို့ရနဲ့စာရင်ဒီကုတို့ရတဲ့နေရာကိုခဲရောဒီခဲကောက်ရောနဲ့ပေါ့နော်အခုပုံစံလေးတိုင်းတို့ရတာလတ်လတ်ပါပါအဆင်ပြေပါလေဗျာနော်ဒါနောက်တစ်လုံးမှာနော်ဒါကကျွန်တော်တို့ FPT လေးတွေကိုကျွန်တော်တို့ဒါခဲရင်တို့လိုက်တာဖြစ်ပါတယ်နော်ပြီးတော့မှ circuit ကိုလိုက်ပြီးတော့နော်လိုအပ်တယ်လို့ဆင်မှာပေါ့နော်ဒီပုံစံလေးရသွားပါပြီ နောက်တစ်ခါဒါက100အုံးပေါ့နော်100အုံးနှလုံးလိုပါမယ်100အုံးလေးတွေကိုကျွန်တော်တို့ဒီလေဝဲဘက်ကဒါ FED လေးရင်တက်ပါမယ်နော်သူကတက်ပုံတက်နည်းကနော်အစွန်ဆုံးနှစ်ပင်ပေါ့နော်လေဝဲဘက်အစုံနဲ့လက်ရဘက်အစုံပေါ့နော် gain နဲ့ source ပေါ့ဗျာနော် gain နဲ့ source ပါပြီးရင်ကျွန်တော်တို့ဒီပိုးနေတဲ့ချက်ောက်လေးတွေကိုချက်ပြက်လိုက်ပါမယ်နော် ဖြတ်ပြစ်ပြီးတော့မာကွတ်တီလေးတွေကျွန်တော်တို့ခဲတုတ်ပေါ့ဓမ္မမွင့်လည်းခဲတုတ်ပြီးမှဖြတ်ချင်လည်းဖြတ်ပေါ့နော်ကြတဲ့ဒါကလက်ဝဲဘက်ကပေါ့နော်လက်ဝဲဘက်ကအဲ့ဒါကြောင့်မို့ကျွန်တော်ကဒီတရားအုံးလေးကိုနာမည်ပေးလိုက်တာပေါ့နော် gate 1နဲ့ source 1ပေါ့ဗျာနော်ဒီ FED နံပါတ်1မို့ကျွန်တော်က1 2꿰အောင်လို့နော် gate နဲ့ source ကိုဒါဝတရားအုံးပေါ့နော်တရားအုံးလေးနဲ့ဆက်လိုက်တာဖြစ်ပါတယ်ဗျာနော်နောက်တစ်ခါဒီ FED နံပါတ်2ပေါ့နော်လက်ရဘက်က ူ့ကိုလည်းခုနကပုံစံအတိုင်းပဲပုံစံတူပါနော်ဘာမှမှားစရာမရှိဘူးနော်တရားအုံးလေးကို gate 2နဲ့ source 2ပေါ့နော်လက်ဝဲပဲအစွန်ဆုံးနဲ့လက်ရပဲအစွန်ဆုံးကိုဒါတရားအုံးလေးတက်လိုက်တာဖြစ်ပါလေဗျာနော်အင်မတန်မှဒါယူရှင်းလွယ်ကူပါတယ်မှားစရာမရှိပါဘူးနော်ပုံစံတူပါပဲနော်လက်ဝဲပဲနဲ့လက်ရပဲနဲ့ကျွန်တော်တို့ FPT စတဲ့အခါမှာပုံစံတူလေးပါပဲနော်ကဲဒါတရားအုံးလေးတွေတက်လို့ပြီးသွားပါပြီ ်တရားအုံးလေးတွေတက်ပြီးပြီဆိုတော့ဒီတစ်ခါကျတော့ကျွန်တော်တို့220ပေါ့နော်220 220အုံးမှာသူကလည်းနှလုံးလိုမှာဖြစ်ပါတယ်နော်220အုံးနှလုံးလိုမှာဖြစ်ပါတယ်ဒီ resistor လေးတွေကိုတက်ပုံတက်နီးကတော့ကျွန်တော်တို့ဒီလက်ဝဲဘက်ကပေါ့နော် FET1 ရဲ့ကျွန်တော်တို့ K1 ပေါ့เนาะ K1 เนี่ยလက်ရဘက်က FED ရဲ့ drain ပေါ့เนาะ drain number 2 အဲ့တော့ gate 1နဲ့ drain 2ကို220 only နဲ့ဒါဝါကျိုးတွေဘာတွေမခံတော့ဘူးဓာတ်ရိုက်နော်ဓာတ်ရိုက်ပဲဆက်လိုက်ပြီနောက်တစ်ခါ tunnel 2ဆွာပဲလက်ရဘက်က gate 2နဲ့လက်ဝဲဘက်က drain 1ပေါ့နော်အဲ့ဒီချားကိုလည်း220 only ဒါဝါကျိုးတွေမခံမဲနဲ့ဓာတ်ရိုက်ဒီပုံစံလေးပေါ့ဗျာနော်ကျလှလှပါပါလေးဖြစ်အောင်ကျွန်တော် resistor လေးနှလုံးကိုဒီမှာနော်နေရာလေးညီသွားအောင်ပေါ့ဗျာနော်ညီသွားအောင် ကျွန်တော်တို့ circuit လေးကအင်မတန်မှဒါမှလှလှပပလေးလည်းဖြစ်အောင်ပေါ့နော်ရှင်းနိုင်တယ်များလည်းရှင်းအောင်ပေါ့နော်နောက်ဒါတဲ့သေးအောင်ကတော့ဆင်လို့မရတော့ဘူးနော်ဒါ mini cut တစ်ချမ်းနဲ့ကျွန်တော်ဆင်ပြတာဖြစ်ပါတယ်ဗျာနော်ကပီးရင်တော့ခေါနကနော်နေရာတွေကိုကျွန်တော်တို့တခြားပင်နေနဲ့လည်းမပူးအောင်ပေါ့နော်ခဲလေးတို့ရခါမှာသေးချာချာလေးနော်ဒီချာချာလေးတို့ပေးဖို့လိုပါတယ်ကျွန်တော်တို့ပူးလို့မရပါဘူးเนาะ ဒီဘက်ကိုလည်းအဲ့တိုင်းပဲကျွန်တော်တို့ခဲလေးကိုတည်ချာချာလေးပေါ့နော်ကင်မရာကနည်းနည်းလေးကျွန်တော်ကင်မရာအသိမကောင်းနည်းနည်းလေးဝါနော်အဲ့ဒါလေးတိခံပြီးတော့ကြည့်ပေးပါနော်ဒီပုံစံလေးရလာပါပြီ ြင်ပူပြီးတော့ကောင်းတာကတော့ဒီ220 only တွေကเนาะကျွန်တော်တို့ဝတ်ကြီးတဲ့ဟာလေးတွေတိုက်ရင်ပူကောင်းပါတယ်เนาะသူကနည်းနည်းလေးပူတာပေါ့เนาะဒါကကျွန်တော်ကွိုင်ပတ်တဲ့ဝါယာလေးပါเนาะတခြားဝါယာလည်းသုံးလို့ရပါတယ်เนาะကျွန်တော်ကတော့ဒီမှာရှိနေတဲ့ဟာလေးနဲ့ပဲဒီမှာမီနီကတ်မှာပါတဲ့အပေါက်ကလေးတွေနဲ့ကလည်းဒီဝါယာလေးရဲ့ကွက်တိဖြစ်နေเนาะဒါလေးပဲသုံးလိုက်တာပါเนาะ ဒါကကျွန်တော်တို့ဘာလို့ဆက်နေတာလဲဆိုရင်လဝဲပဲရောလက်ရပဲရောရဲ့ FD ရဲ့ဒီညာဘက်အစွန်ဆုံးပေါ့နော် source နှစ်ခုပေါ့နော်သင်္ကေတနဲ့ပြောရင် S1 နဲ့ S2 ပေါ့ဗျာနော် S1 နဲ့ S2 ကိုဒါ wire နဲ့ဆက်လိုက်မှာဖြစ်ပါတယ်အဲ့ကြတော့ဒီကောင်ကကျွန်တော်တို့ ควายปัดแต่วายาဆိုတော့အပေါ်ကကုတ်တင်လေးတွေခွာပေးရမှာပေါ့နော်ကုတ်တင်လေးတွေခွာပြီးမှခဲတို့မှသူကအဆင်ပြေမှာပါဒီတိုင်းတန်းပြီးတော့ခဲတို့ရင် connection မိမှာမဟုတ်ပါဘူးเนาะဆိုတော့ကျွန်တော်ကဒါควายปัดแต่วายาလေးမို့เนาะဒါ FED နှလုံးစလုံးရဲ့ လက်ရပဲအစွန်ဆုံးပေါ့နော် source နှစ်ခုပါနော်ခဏကကျွန်တော်ပြောပြပါနော် S1 S2 ပေါ့ဗျာနော် source နော် source 1နဲ့ source 2ပေါ့နော်နှစ်ခုစလုံးကိုဒါဒီ wire လေးနဲ့ဓာတ်ရိုက်ဆက်လိုက်တာဖြစ်ပါတယ်နော်ရသွားပြီနော်ဒီပုံစံလေးပေါ့ဗျာနော်စကက်လေးကကျွန်တော်တို့ရှင်းနိုင်တယ်များရှင်းအောင်ပေါ့နော် ကဲဆိုရင်ဒါနောက်တစ်ဆင့်ကျွန်တော်တို့ပါသွားမလဲဆိုရင်ဒီ transformer နဲ့เนาะတွဲဖို့ရာအတွက်ကျွန်တော်တို့ wire စာလေးတွေထုတ်ထားမယ်เนาะဒါကကျွန်တော်တို့ဒီ FET number 1ရဲ့11မှာ drain 1ပေါ့ဗျာဟုတ်လို့ပြောရအောင်เนาะ drain 1ကိုကျွန်တော်တို့ဒီ wire ချိုးအဝါရောင်လေးနဲ့တွန်းနေတူစွာပဲဒီ FET number 2မှာလည်း11မှာ drain 2ပေါ့ဗျာเนาะ 11လေးကိုကျွန်တော်တို့ဒီအဝါရောင်ဝါရယူလေးနှစ်ဆနဲ့ transformer နဲ့တွဲဖို့တနည်းအားဖြင့် main dome ပေါ့ဗျာနော်အရက်ခေါ်တော့ main dome နဲ့တွဲဖို့ဒါဝါယာဆလေးတွေထုတ်ထားလိုက်ပါပြီဒီပုံစံလေးရလာပါပြီနော်နောက်တစ်ခါကျွန်တော်တို့ဒီ battery battery clip ချိန်လိုက်ရင်ပေါ့နော်ဒီကျွန်တော်ကမီးရောင်လေးလည်းပြကျင်လို့ပေါ့နော် LED လေးတစ်လုံးရယ်1.5 kg only ရယ်ဒါလေး ဒါလေးကမတက်လဲရတော့ရတယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်ကတော့ဒီပက်ထရီလေးချိတ်လိုက်ရင်ဒီ LED မီသီလေးနဲ့လည်းအချက်ပြခြင်းလို့တက်လိုက်တာဖြစ်ပါလေဗျာနော်ဒါ inverter လုပ်ငန်းစဉ်နဲ့တော့မဆိုင်ဘူးနော်သူကဟိုပက်ထရီ indicator ခေါ်မှာပေါ့ဗျာနော်ဒီဟာလေးကမထက်လဲရတယ်ထက်ရင်လည်းရတယ်အနေရာချပြီးရင်ကျွန်တော်တို့ပူရဲ့ပူရဲ့6ရောက်တွေပေါ့ဗျာရှင်းနေတဲ့ဟာတွေဖြတ်ထုတ်မယ် ဆက်ပုံဆက်နည်းကတော့ကျွန်တော်တို့ဒီ LED ရဲ့ LED ရဲ့အနှုတ်ပေါ့နော်ကက်တော့ပေါ့ဗျာနော် LED အနှုတ်ကိုခုနက source 2နဲ့ပေါ့နော် source 2ကိုပဲဆက်ဆက် source 1ကိုပဲဆက်ဆက်ရတယ်နော်ကျွန်တော်က source 2နဲ့ source 1ကဆက်ပြီးသားဆိုတော့နော်ဒီမှာတော့ကျွန်တော်ကနေစရာ source 2နဲ့ဆက်လိုက်တာပေါ့နော်နောက်က LED အပေါင်းနဲ့1.5 kilo ohm လေးကိုအရင်ဆုံးဆက်လိုက်ပါတယ်ဒါ LED ရဲ့ end node ပေါ့နော် end node နဲ့1.5 kilo ohm လေးဆက်ပါတယ် ပြီးရင်ပိုတဲ့6ရောက်လေးဖြတ်ထုတ်မယ်ပြီးရင်အဲ1ကီလိုအုံလေးကကျွန်တော်တို့ကဘက်ထရီရလာမဲ့ဒီတွဲဖို့ပေါ့နော်တွဲဖို့ line နဲ့ဒါဆက်လိုက်တာဖြစ်ပါတယ်နော်1.5ကီလိုအုံလေးကိုဒါဘက်ထရီရအပေါင်းပေါ့ဗျာနော်တွဲဖို့ line နဲ့ဆက်တာပါဒါကကျွန်တော်တို့ဘက်ထရီကလစ်ပေါ့ဗျာနော်ဘက်ထရီကလစ်နဲ့ဝါယာကျိုးလေးပေါ့နော်တွဲပြီးသားကဲသူ့ဘက်ထရီ ကျိုးတွေဆက်ပုံဆက်နီးကတော့ဘက်ထရီရဲ့သာအနှုတ်ပေါ့နော်ဒီမှာကျွန်တော်အနဲ့ရောင်ကျိုးလေးဘက်ထရီအနှုတ်က source 2ကိုဆက်တယ် source 2ကိုဆက်လဲရတယ် source 1ကိုဆက်လဲရတယ်နော်အတူတူပဲနော်ကျွန်တော်ခုနကဒီ J wire ကျိုးလေးနဲ့နှစ်ခုဆက်ပြီးသားဆိုတော့နောက်တစ်ခါဒါကဘက်ထရီရဲ့အပောင်အနီရောင်ကျိုးလေးနော်အနီရောင်ကျိုးကလည်းခုနကကျွန်တော်တို့ဒီအပောင် line ပေါ့နော်တနည်းအားဖြင့်ဒီ1 kilo ohm လေးဆက်ထားတဲ့ line ပေါ့ဗျာနော် အဲ1.5ကီလိုအုံးလေးပေါ့နော်1.5ကီလိုအုံးလေးဆက်ထားတဲ့ line လေးပါဒါဘက်ထရီရဲ့အပေါင်းအနီအောင်ဂျိုးလေးဆက်လိုက်ပါပြီနော်ဒါဆိုရင်ဘက်ထရီအဝင်ဘက်ထရီနဲ့ချိန်မဲ့ line နဲ့ပြီးသွားပြီနောက်တစ်ခါကျွန်တော်တို့ transformer ကိုနော်ဒါ center တက်ပေါ့နော် zero volt line ကိုဆက်ဖို့ဒါကခဏ plus 12ပေါ့နော်ဘက်ထရီအပေါင်း line ကနေကျွန်တော် wire စလေးထုတ်ထားလိုက်ပါပြီခဏက wire ဂျိုးလေး နော် drain မှာတတ်ထားတဲ့ wire ကြောင့် wire ကျိုးအဝါရောင်လေးရနှစ်ပင်ရဲ့အခုဒီမှာတွဲဖို့ line ကအနီရောင်လေးတစ်ပင်ရဲ့စုစုပေါင်းဒါ main ဒုတ်ကိုပေါ့နော် main ဒုတ်ကိုသွားဆက်မှာက wire ကျိုး၃ချောင်းဖြစ်ပါတယ်ဗျာနော်ကဲဆိုရင်ဒါ circuit အပိုင်းကပြီးပြီဆိုတော့ဒါ main ဒုတ်နဲ့တွဲတော့မှာပေါ့နော်ဒါကကျွန်တော်တို့220 AC 220ဗို AC ရဲ့နောက်12 0တွဲဖို့ပေါ့เนาะ center tet transformer လေးဖြစ်ပါတယ်ကျွန်တော်ခါတိုင်းဒါသုံးနေကြဟာလေးပေါ့เนาะ အရင်ဆုံးကျွန်တော် transformer လေးကိုနော်နှက်ကလေးတွေနေရာမရွေ့အောင်ပေါ့ဗျာနော်ကျွန်တော်ကတော့ငါးဓာတ်ပြားလေးတုံးထားပါတယ်ပြီးရင်ကျွန်တော်ဒီခဏကဒီ inverter cut လေးပေါ့เนาะတနည်းအားဖြင့် FET cut လေးပေါ့เนาะဒီ cut ကလေးကိုလည်း နော်ရေစီလေးသုံးလို့ရအောင်ခိုင်ခိုင်ခန့်ခန့်ပြအောင်ကျွန်တော်နှက်ကလေးနဲ့ဆွဲထားမှာဖြစ်ပါတယ်နော်ကနကကျွန်တော်တို့အထပ်ပြားကိုဓာတ်ရိုက်နဆွဲရင်နည်းနည်းလေးလှည့်ရတာခက်မှာဆိုတော့ကျွန်တော်ကဒီအပေါက်အရာလေးပေါ့နော်အပေါက်ခက်သေးသေးလေးအရင်ဖောက်ထားလိုက်နော် တာနာကလေးတွေတတ်ပါပြီနော်။ဟောကျွန်တော်တငယ်ချင်းနေကျုံတော့ကျွန်တော်လည်းကြော်ညာလေးဝင်လိုက်ပါဦး။ဒီတင်နန်းတင်နန်းကကျွန်တော်တို့နောက်လနော်နောက်လတရက်နေ့လောက်ကျွန်တော်ဖွင့်ပြဖို့ကြိုးစားနေပါတယ်တကယ်လို့နော်ဒီ electronic အခြေခံတင်နန်းတက်ရောက်လို့တဲ့နော်တငယ်ချင်းနေရှိရင် comment ကနေတင်နန်းတက်ချင်ပါတယ်လို့နော် comment လေးကျေးဇူးပြုပြီးတော့နော်တက်လို့တဲ့တငယ်ချင်းနေပြောတာပါ။ ကတင်နန်းကြီးကိုလည်းကျွန်တော်အ ਨੇ ဆုံးနဲ့နော်လက်ဖေးကိုမုံဘိုးလောက်ပဲယူမှာပါဗျာနော်ကျွန်တော်ဒါပညာမျှဝေရင်းနဲ့ပေါ့ဗျာနော်ကျွန်တော်လည်းအဆင်ပြေအောင်ကျွန်တော်ရပြိဋ္ဌာတ်တွေလည်းအဆင်ပြေအောင်ပေါ့နော်တင်နန်းကြီးအ ਨੇ ငယ်နဲ့ကျွန်တော်တင်နန်းလေးဖွင့်ဖို့ကြိုးစားနေပါလေလို့နော်ကဲခုနကကျွန်တော်တို့တွဲဖို့နော် plus တွဲဖို့ line ကစင်တာတက်အလဲနဲ့ဆက်တယ်0နော်နောက်ကဒီမှာ drain number 2ကို ကျွန်တော်တို့လဝဲလက်ရပဲပေါ့နော်လက်ရပဲ transformer ရဲ့တွဲနဲ့ဆက်တယ်ကြံတဲ့ဒီ drain 1ကလည်းလဝဲဘက်ကဒါ transformer ရဲ့တွဲပေါ့နော်တွဲ0တွဲဆန်လိုက်ဆက်လိုက်ရပါမယ်နော်ဘာမှမှားစရာမရှိပါဘူးပြီးရင်ကျွန်တော်တို့ဒီ AC output ကိုကျွန်တော်တို့အမှမီးထွန်းမယ်ဖုန်းအားသွင်းမယ်စသဖြင့်မှကျွန်တော်ကအမှားတော့ပလက်လေးနှစ်ခုလောက်ရှိရတော့ပါမယ်ကျွန်တော်ကအခုလောလောဆယ်ဒီဟာလေးပဲရှိလို့နော်ပလက်ပေါက်က လောလောဆယ်တစ်ပေါက်စာဒါရှိတဲ့ဟာလေးနဲ့ပဲကျွန်တော်ဆင်ပြလိုက်ပါမယ်နော်ဒါက AC အထွက်နော် AC အထွက်ကိုဒါအမခေါင်းလေးပေါ့နော် AC plus အမခေါင်းလေးဖြစ်ပါတယ် ဟုတ်ကဲ့ခုလိုကျွန်တော်တို့အပေါ်အတွက်နော် AC plug လေးအမကောင်းလေးတက်ပြီးရင်ကျွန်တော်တို့နေရာမရွေ့အောင်ပေါ့ရန်ကျွန်တော်ကတော့ကော်ချောင်းလေးနဲ့ပဲကတ်လိုက်မယ်ကျွန်တော်တကယ်ချင်းနေလောက်ကြည့်ရင်ရင်အခြားတလို့မဟုတ်ဖက်နဲ့ပေါ့နော်နှစ်ပေါက်သုံးပေါက်ပါတဲ့ဒီ plug ခုံလေးတွေရှိရနော်အဲ့ဒါလေးရပို့ပြီးတော့အဆင်ပြေပါတယ်ကျွန်တော်ကလောလောဆယ်မရှိလို့နော်ဒီဟာလေးနဲ့ပဲစမ်းပြမှာဖြစ်ပါတယ်နော် ပြီးရင်ကျွန်တော်တို့ဒီ wire လေးကို AC 220ဘုအထက်မှာကျွန်တော်တို့ပိုက်ကလေးတွေပေါ့နော်ပိုက်ကလေးတွေတက်လိုက်တာပိုကောင်းပါတယ်နော်ကြဒါ220အထက်ကိုဒါခဲ့တူပါရီနော်โอเคဒါ transformer main dot ပေါ့เนาะ main dot ရဲ့220ကိုဒါအထွက် ဖလကောင်လေးနဲ့ခြိုင်းလိုက်တာပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီပိုက်ကလေးတွေပေါ့နော်220ဘူးလက်နဲ့မထိမိအောင်ပေါ့ဗျာနော်ပိုက်ကလေးတွေတကယ်လို့ပိုက်မရှိရင်လည်းတိတ်ကလေးနဲ့ပေါ့ဗျာနော်တိတ်ကလေးနဲ့ပတ်ပြီးတော့ဒါဆိုရင်ရပါပြီနော်ကဲဒါဆိုရင်ကျွန်တော်တို့အားလုံးဆင်လို့ပြီးပါပြီပြီးပြီဆိုတော့ကျွန်တော်စန့်ကြည့်မယ်ဗျာနော်ဒါဆိုရင်အင်မတန်ရိုးရှင်းလွယ်ကူတဲ့နော်ဒါ င်ပါတာလေးဒါကိုယ်တိုင်ပြုလုပ်လို့ရပါတယ်လို့နော်ကျွန်တော်ဗီဒီယိုကလည်းအရန်ရှိမှာဆိုလို့ဒါကိုကျွန်တော်စပီကိုဒါမြန်ထားတာပါနော်စပီလည်းမြန်ထားတယ်ပြီးရင်ကျွန်တော်ဆက်ကက်ဒိုင်ယာဂရမ်လေးကိုလည်းနောက်ဗီဒီယိုကြာရင်ဆက်ကက်ဒိုင်ယာဂရမ်လေးဆွဲပြီးတော့ညဝေပေးပါမယ်နော်ကဲရင်ဆုံးတာမီလုံးလေး AC နော်မီလုံးလေးဒီမှာစမ်းကြည့်ရရတယ်ဗျာနော်စင်ပြေတယ် အစရင်ဒါအင်ဗာတာလေးကိုယ်တိုင်လုပ်လိုက်တဲ့အင်ဗာတာလေးနော်အောင်အောင်မြင်မြင်နဲ့နော်စမ်းသပ်ရရှိပါတယ်လို့နော်ကျွန်တော်ပြိဿတွေလည်းနော်ကြိုက်နေတတ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်စင်ပြေပါတယ်ဗျနော်ပြီးရင်ကျွန်တော်မီးလုံးနည်းနည်းကြီးတဲ့ဟာစန့်ကြည့်အောင်ပါဗျနော်ဒါမီးလုံးအကြီးပေါ့ဗျနော် ကပတိကလက်ချိတ်ကြည့်မယ်ဗျာနော်ရပါတယ်ဒီလုံးအကြီးလဲသုံးလို့ရတယ်ဗျာနော်အဲ့ကြတော့ဘက်ထရီရတော့ကျွန်တော်ကစမ်းပြဒီဆိုင်ကယ်ဘက်ထရီအိုးအဟောင်းလေးနဲ့ပဲစမ်းတာစမ်းပြတာပေါ့နော်တခြားဘက်ထရီနဲ့လည်းဆက်နှစ်ဖို့ဘက်ထရီဆိုရင်သုံးလို့ရပါတယ်ဗျာနော်ကဲအဆင်ပြေတယ်ဗျာနော် lighting ကောင်းကောင်းရတယ်ကဲမီဒီထွန်ဘီဘီဆိုတော့ကျွန်တော် ဖုံးအားသွင်းကြည့်အောင်မယ်ဗျာနော်ဖုံးကိုကျွန်တော်အကြီးဆုံးပေါ့နော်မှန်ပြန်အကြီးဆုံးဖုံးကိုကျွန်တော်ဖုံးအားသွင်းကြည့်အောင်မယ်နော်ကမီဒီဖြုတ်လိုက်တော့မှာကြာကျွန်တော်ဖုံးအားသွင်းလို့ရမရเนาะအဲ့ဒါလေးစမ်းကြည့်ပါဦးမယ်ဗျာ ယ်တာ USB ကျိုးလေးကျွန်တော်ဖုန်းအသွင်ပေါက်တက်ပါပြီကျွန်တော်အက်ဒက်တာကတော့အကြီးအကြီးရကျွန်တော်တို့ခုကျွန်တော်သုံးထားတဲ့ပလက်ကောင်းနဲ့တက်မရလို့ကျွန်တော်နော်ဒါအက်ဒက်တာအသေးလေးနဲ့ပေါ့ဗျာနော်အက်ဒက်တာအကြီးကြီးက ကျွန်တော်တို့သူ့ရဲ့ပလက်ငုတ်တွေကအလုံးအဝိုင်းနေဖြစ်နေနော် အဲ့ဒါကြောင့်မို့ကျွန်တော်အသေးလေးနဲ့နော်ရပါတယ်ဒီမှာဖုံးအားဝင်နေပါပြီနော် ဖုံးအားလည်းသွင်းလို့ရတယ်မီလည်းထွန်းလို့ရမယ်ဒါကိုယ်တိုင်စင်ထားတဲ့အင်ဗာတာလေးဖြစ်ပါတယ်ဗျာနော်ကဲကျွန်တော်ကျွန်တော်ပြိသက်တွေအဲ့ကြိုက်နေတဲ့မယ်လို့ကျွန်တော်ညှော်လဲပါတယ်နော်အဲအများရန်ကြည့်ရှုအားပေးနေတဲ့ကျွန်တော်တငယ်ချင်းတွေနော်ပရိသတ်တွေတူချင်းတယောက်ချင်းတွေကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့လဲ ကျူးစားပြီးတော့เนาะဒီ electronic project လေးတွေဆက်လက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်เนาะမနေ့ခင်းတိုင်းမှာလည်းကျွန်တော်တို့ကျေးဇူးတော်ရှင်မဟုတ်ဆရာတော်ဖရာကြီးရဲ့တရားတော်တွေကိုကျွန်တော်တို့အတန်ကိုအထူးကြည်လင်အောင် လုပ်ပြီးတော့မှเนาะအတန်ကြည်လင်ပြတ်သားတဲ့တရားတော်တွေကိုမနေ့ခင်းတိုင်းမှာမျှဝေပေးနေပါတယ်လို့เนาะတရင်ကောင်းပါပါတယ်ခင်ဗျာကဲအားလုံးအဆင်ပြေကြပါစေခင်ဗျာ